မိဖုရားဖြစ်တဲ့သူဇာတာကိုခေါ်ပြီးတော့သူလည်းပဲလူပြေစင်းရာဇကြိုမြို့အဝင်မှာစင်ရသာအဖိုးဘွားလင်မယားနှစ်ယောက်ဆောင်းပြီးတော့သူကလည်းဆောင်းလောင်းရှင်မာကတ္တပါကြီးကြွလာပြီစင်ရတဲ့ဒကာဒကာမတွေချီးမြောက်တယ်ဆိုတော့ရှင်မာကတ္တပါကြီးဟာအိမ်လေးကလည်းတည်တည်လေးအဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်တည်းစင်းအောင်စင်းရဲ့နေရတဲ့အိမ်ရှိမှပြည့်တဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုတ်နေရ အဲ့ဒီမှာပြိတဲ့ရှင်မကတ္တပဆင်းရဲတဲ့ဒကာဒကမချီးမြောက်မယ်ဒီလိုဒကာဒကမဆင်းရဲလိုက်တာအော်ဟင်းရွက်ပြုတ်ရရပုံရည်ကြီးပဲရရရခြင်းရရဆင်းရဲတဲ့ဒကာဒကမငါချီးမြောက်မယ်ဆိုတော့သရာတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှိမှဆွန်းရဟာဆွန်းရတော့ဖိုးကြီးကဟဲ့အိမ်ရှိမှဖုန်ကြီးတော်ဆွန်းကန်ကြွလာတယ်အိမ်ထဲကဒေါ်သူဇာတာကလည်းပြိတဲ့အဲ့ဒီမှာ အန်ဆောင်ကောင်းတယ်အဘွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုံးဒီလို့မကြခြင်းအောင်ဆောင်အဘိုးကြီးကရှေ့ထွက်သွားတယ်ပိတ်တယ်မနေ့ခေါနိုင်ခွဲရှေ့နိုင်လောက်ဆိုနေထိုးနေကိုပိတ်တယ်လက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗာကြီးမြန်မြန်လှုပ်မြန်မြန်လှုပ်လှူပွဲမရှိဘူးလားရှိတာလေယူကန်စမ်းတော့ဟိုအိုလန်ဒီအိုလန်ဂလိုကလန်နဲ့လှန်ပြီးတော့မှဒီမဲ့တွေးပြီးတွေးပြီးဆိုအဖွားကြီးကလည်း ထားတကုံကုံနဲ့အဲ့ဒီမှာထွက်ပြီးတော့လင်မယားနှစ်ယောက်ပြိတဲ့ရှင်မကတ္တပရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲတယ်ခွက်ထဲမှာကင်ထားလိုက်တော့ပြိတဲ့ခင်းရွယ်ပြုတ်မြုတ်ခက်ကြမ်းကြမ်းစင်းရဲသားစားတဲ့ခင်းပေါ့ရှင်မကတ္တပရဲ့တပိတ်ထဲကိုလည်းလောင်းထဲလိုက်ရောတဲ့ပြိတဲ့ရာဇကြိုတစ်မျိုးလုံးကိုမှု့သွားတာပဲအဲ့ဒီမှာရှင်မကတ္တပကသဘောပေါက်လိုက်ပြီးဆွန်းလောင်းတာမင်းဘယ်သူလဲလို့မေးလိုက်တော့တပိတော်တကြပါဗျာ ဘာဖြစ်လို့စင်ရဲသားတွေရဲ့အခွင့်အရေးကိုမင်းဝင်ယူရတာလဲကွယ်ငါစင်ရဲသားတက္ကရာကမတွေကိုချင်းမြောက်တာတပည့်တော်ကလေတဲ့အရှင်ဘုရား တပည့်တော်လည်းစင်ရဲပါတယ်ဘုရားဘလို့စင်ရဲတာတော့ဆိုတော့သူပြုခဲ့ရတဲ့ကောင်းမှုကပြိတဲ့သာသနာပကောင်းမှုသာသနာပကောင်းမှုနဲ့တရားဖြစ်လာတဲ့ဒီတရားကလည်းသာသနာတွင်မှာကောင်းမှုပြုပြီးတော့လာပြီးတော့မှနတ်တွေရောက်လာကြတဲ့သုလရထမဟာရထ အနေကဝဏ္ဏလို့ခေါ်တဲ့နတ်သား၃ယောက်အဲ့ဒီနတ်သား၃ယောက်ကသူ့တဲ့စည်းစိမ်ဥစ္စာကိုယုံကိုဝါအကုန်သားနေတာအဲ့ဒါကြောင့်တပည့်တော်သာသနာတွင်ကောင်းမှုမပြုဘူးသေးလို့ဘုရားရှင်ဘုရားဏိရောဓသမပတ်မှာထားပြီးတပည့်တော်လာလောင်းမိတာပါတပည့်တော်နတ်တို့ရဲ့ဘယင်တကြားဖြစ်ပေမဲ့လို့တပည့်တော်စင်ရဲ့သားလေးကိုရှင်ဘုရားရဲ့ခွင့်ပြုပါဒီလိုလှည့်ပြပြီးတော့လောင်းတာကိုခွင့်ပြုပါပေါ့တောင်းပါ နောက်တက်ကတရားကမေးတယ်ရှင်ပြတပီတော့ဒီလိုလောင်းတော့ရောကုသိုလ်ရပါသလားမေးလိုက်တော့ရပါတယ်ကွယ်ကုသိုလ်ကတော့လောင်းလူရင်တော့ရပြီးသားနောင်မင်းဒါမျိုးမလုံနဲ့မလဲသားနဲ့ရှင်မကတ္တဘကဖြောင်းပြပြီးပြန်ပြောပြအဲ့ဒီမှာတရားမင်းကပြိတဲ့သူဇာတာနဲ့ရှင်မကတ္တဘကိုလက်ရာရစ်ခொနှစ်ပတ်ပါပြီးတော့ရှစ်ခိုးကြရှစ်ခိုးပြီးတော့မှကောင်းခင်ပြန်တက်ပြီးတော့ဥဒန်းနေကျူတဲ့ အဟောဒါနံပရမဒါနကတပိသုပ္ပဒိဋ္ဌိတံအဟောဒါနံပရမဒါနကတပိသုပ္ပဒိဋ္ဌိတံနိရောဓသမပ္ပမထတဲ့အရှင်မကတ္တဝကိုစွန်လောင်လူခွင့်ရခြင်းဟာအဟောဒါနံအလွန်အံ့ဩဝယ်ကောင်းတဲ့ဒါနဝေဒကာပရမဒါနံအလွန်မွန်မြတ်တဲ့ဒါနဝေဒကာသူပြုတဲ့ကောင်းမှုသူ့ဘာသူကြည့်ပီတိတွေဖြစ်ပြီးတော့ဘိသက်ဥရန်ကျူပြီးပျော်သွား